ဝမ်းမပီသေးပဲဂျာစီလိုက်တောင်းနေတဲ့ဝိုင်လန်ကို United Fan တွေစိတ်ကိုနေကြပြီ။ပြည်သူများလုံးပဲမိင်္ဂလာများအင်ဝါအက်ကနေကြိုဆိုလိုက်ပါရင်။တခါကြရင်နီးပြရိုဘင်အမ်မိုရင်ဘာလို့ချင်တာလဲဆိုတာကိုလည်းနားမလည်အောင်ဖြစ်မိတယ်။အ United အနေနဲ့လာမယ့်ဘောတော်ဦးနေ့မှာ Tottenham Hotspur နဲ့အရေးကြီးတဲ့ Europa League Final နဲ့ကစားရမယ်။ဒီလိုအခြေအမျိုးမှာမှဒီ Chelsea နဲ့ကစားရမယ့် Premier League ပွဲစဉ်အတွက်ကိုလူစုံနီးပါးကိုထုတ်သုံးသွားခဲ့တာ။ယောဘာလီဖိုင်နယ်ပြိုင်မဲ့စပါကလူစုံမထုံပဲနဲ့ဒီအရန်ကစားသမားတွေနဲ့ဒီအဓိကကစားသမားတယောက်နှစ်ယောက်လောက်နဲ့ပွဲထုတ်ရခြင်းမှာ United ကဒီ Bruno Fernandes တို့လို့ ီ Cashman တို့လိုအဲနောက်ပြီးတော့နောက်တန်းဆိုလည်း Maguire တို့လိုအာမတ်တို့လိုအဓိကကစားသမားတွေကိုပဲလူစုံထုတ်သုံးသွားတယ်။အဲလူစုံထုတ်သုံးပြီးတော့ Chelsea ကိုကောင်းကောင်းကန်းရှင်ကစားနိုင်လားဆိုတော့လည်းရှင်မကစားနိုင်ဘူး။အဲရားလက်ရချင်းလို့ရားလက်ကောင်းရလားဆိုတော့လည်းရားလက်ကောင်းလည်းမရဘူး။အဲတခါကျလို့ရှိရင်ဒီလိုပွဲမျိုးမှာအဓိကကစားသမားတချို့ကိုချန်ပြီးတော့ဒီ final နဲ့ပွဲအတွက်ကိုဟိုအားမွေးတင့်တယ်လို့တော့ယူဆမိတယ်။ဒါပေမဲ့ Amorin ကဘာကြောင့် အဒီလိုမျိုးလောက်တာလဲသူ့အနေနဲ့ဒီရှေ့လာမဲ့ယူပါလိပွဲအတွက်ကိုအခြေဆိုင်တဲ့သဘောမျိုးကစားကွက်ဆိုင်တဲ့သဘောမျိုးလှုပ်ချင်တာလားဆိုတာလည်းနားမလည်အောင်ဖြစ်မိတယ်။ဒီဘက်က United အတွက်အရေးကိုမပါတော့တာဟာဒီဘက်နိုင်သည်ဖြစ်စီရှုံးသည်ဖြစ်စီတေရသည်ဖြစ်စီ United အမှတ်ပေးစရာရည်တည်မှုကိုဘာမှထိခိုက်မှာမဟုတ်ဘူး။အဲ့တော့အဆင့်16အဖြစ်ဖြစ်မယ်15အဖြစ်ဖြစ်မယ်စက်ကွန်ဖြစ်ဖြစ်မယ်အဲ့ဒီနားမလည်လဲနေမှာ။ဒါပေမဲ့ Chelsea အတွက်ကတော့ဒီဘက်ကအရေးကြီးတယ်။ လက်ရှိမှာ Chelsea က Premier League ရဲ့အမှတ်ပေးစရာအဆင့်9နေရာမှာရပ်တည်နေတယ်ဒီပွဲမတိုင်ခင်မှာအဲ့တော့သူ့အနေနဲ့ဒီ United နဲ့သူအိမ်ဝင်ပွဲကံရမယ်ပြီးရင် Northern Forest နဲ့အဝေးပွဲသွားကံရမယ် Northern Forest နဲ့ Chelsea နဲ့ကြားမှာရမှတ်ကတက်မှတ်ပဲကွာတယ်သူတကယ်လို့ဒီပွဲသာသူတို့ရလဒ်မကောင်းလို့ရှိရင်အော်နောက်ဆုံးကမှ Northern Forest ကိုအနိုင်မကန်ဘူးဆိုသူတို့အတွက် Champions League ဝင်ဝင်ကပြဿနာရှိတယ်။အဲ့တော့ Chelsea ကတော့သူတို့ရဲ့အကောင်းဆုံးကစားသမားအဆင့်ကိုထုတ်သုံးသွားတယ်။အဲ့လိုအခြေအနေမှာ United ကလည်း Chelsea နဲ့ရှင်5ဖို့အတွက်ကိုသူတို့ရဲ့ဒီအထက်ကကစားသမားတော်တော်များများကိုထုတ်သုံးသွားတယ်။ ကျန်ရယူနိုက်တက်အနေနဲ့ Chelsea ကိုလေးစားမှုရှိရှိရှင်ပြန်ခဲ့ရလို့ပြောရမလို့ဖြစ်နေပြီအဲဝက်ထရခင်းချင်းကိုကြည့်မယ်ဆိုရင်အင်ဂျင် Chelsea ကအဲလေးနှစ်သုံးနှစ်ကစားကုန်တဲ့ပွဲထွက်လာခဲ့တယ်။အတိုင်းစစ်မှာဂျက်ဆင်တို့အန်ကွန်ကူတို့အကုန်လုံးဒဏ်ရာရရှိနေတာကြောင့်တိုင်ဂျော်ရစ်ကိုအထောင်ထားလာတယ်။အတိုင်ဂျော်ရစ်ကိုပါမနက်တိုမာရိုအကီရိုနဲ့တွဲပေးထားတယ်။အခွင့်လက်မှာတော့ကိုင်စီရိုနဲ့အန်ဆိုဖာနဲ့တို့ပဲပွဲထွက်လာတယ်။အခုသမားကတော့ဆန်းချက်ပဲ။နောက်တန်းမှာရေဂျင်းတိုဆင်ခိုဝမ်းနဲ့ခူခူရာတို့ခင်းချင်သွားခဲ့တယ်။အယူနိုက်တက်ဘက်ကလည်း၃-၂တိကစားကုန်ပုံမှာပဲ။အတိုင်းစစ်မှာတော့ဝိုင်လန်အာမတ်မောက် ကွင်းထဲမှာတော့ Fernandez နဲ့ Casemiro တို့တောင်ပိုင်းတစ်ဖက်ဆက်မှာတော့ Mazzarri နဲ့ Doku တို့ကိုခင်းကျင်းသွားတယ်။ခုသမားကတော့ Onana ပဲနောက်တန်းမှာ Lindy တော့ Maguire နဲ့ No Shaw တို့ကိုအသုံးဆွဲခဲ့တယ်။ပွဲစောင်းရီမိနစ်တွေမှာတော့ United ကဖိအားပေးပြီးကစားထားနိုင်ခဲ့တယ်ပေါ့နော်။ပွဲချိန်3မိနစ်ကျော်6မိနစ်လောက်အထိကို the chelsea နေနဲ့ဘာမှကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးပွဲချင်း၃မိနစ်မှာမာရိုအကီရဲ့ကန်ချက်တစ်ခုလောက်ပဲရှိခဲ့တယ်ဗောနော်အဲ့ကန်ချက်ကလည်းမိုးဘောထောင်သွားတာပွဲချင်း၅မိနစ်မှာဆို United ကမကွာရနေပြီတော့ဥဆောင်ကိုတွင်နေဒါပေမဲ့ VR နဲ့ပြန်စစ်တဲ့အခါမှာလူကျွန်းနေတယ်လူကျွန်းတာကလည်းမပြောပါတော့တဲ့အနေထားလောက်ပဲကျွန်းနေတာ အဲ့တော့ပွဲကျင်တဲ့ဆက်9မိနစ်မှာဆိုလဲပါမားရဲ့ကန်ချက်တော်တော်လေးကောင်းတယ်ဒါပေမဲ့ယူနိုက်တက်နောက်တန်းနဲ့ထိသွားတယ်ပေါ့နော်10မိနစ်ကြာမှလဲအန်ဆိုရဲ့အေရီယာပြင်ဘက်ကကန်ချက်ကဝိုင်လဲနည်းနည်းထိခဲ့ပေမဲ့ဖန်တန်ဒီတော့မရခဲ့ဘူးအဲ့တော့ပရဟိုင်းပြင်ကနေမှဆိုရင်အန်ဆိုရဲ့ဝေးဝိုက်ကန်ချက်ကြီးကတော်တော်ကြီးကိုကောင်းပြီးတော့အိုလန်နာကာဝယ်နိုင်ခဲ့လို့ဒါယူနိုက်တက်တို့တတ်တာရခဲ့တာအဒုတိယပိုင်းမှာတော့ချဲစီတင်းကပုံမဖျားပေးထားနိုင်တယ်သူတို့အနေနဲ့ဘင်းအောင်ဖောင်ပြတယ်လို့ကစားလာခဲ့တာဒါပေမဲ့ယူနိုက်တက်ရဲ့တံပြန်တိုက်စစ်ကလည်းတစ်ချက်တစ်ချက်သတိထားရတယ်ပေါ့နော်လူတစ်ပြင်ညာတော်မှာထွက်လာတဲ့အာမတ်ကချဲစီနောက်တန်းကိုတော်တော်လေးကိုဒုက္ခပေးထားနိုင်ခဲ့တယ် 52မိနစ်မှာဆိုအားမရအနီးကချပေးမှုကနေဒီမေဆင်ပေါက်အပိုင်ကန်ခွင့်ရခဲ့ပေမဲ့လွဲချော်ခဲ့တာလည်းချဲစီအတွက်ဒါတတ်တာရခဲ့လို့ပြောရမယ်အပွဲချိန်မိနစ်60မှာတော့တိုင်ဂျော်ရစ်ကိုအိုနာနာကဆွဲလဲချရဲဆိုပြီးတော့ပယ်နတီပေးရတယ်။ဒါပေမဲ့ဗီယာပြန်စစ်တဲ့အချိန်မှာတော့အိုနာနာကဘောလုံးအရင်ထိခဲ့တာကြောင့်ဒီပယ်နတီကိုပယ်ဖျက်လိုက်တယ်ပေါ့။ပွဲချိန်မိနစ်80မှာတော့ချဲစီတို့ဥဆောင်မှုရပြီးတော့ဒီရစ်ချင်းရဲ့ဖျက်တင်ပေးမှုကိုကူကူလာကခေါင်းပြတိုက်ခဲ့တာ။အဲ့တော့လက်ထံပွဲချိန်တွေကတော့ချဲစီတွေက လည်းနောက်ထပ်ကိုရဖို့အထက်ကိုသူတို့ခြေပါကိုပြန်ပေးရရေကိုအဓိကထားပြီးတော့ဦးတည်ကစားသွားတယ်။ United ကလည်းနောက်ပိုင်းမှာအဓိကကစားသမားတွေဖြစ်တဲ့ဒီ Mason Mount တို့ Bruno Fernandes တို့ကိုထုတ်ပြီးတော့ပွဲကိုထိန်းသွားတဲ့ပုံစံမျိုးနောက်ထပ်ဂိုးတွေထပ်ပေးရတဲ့ပုံစံမျိုးကစားသွားခဲ့တယ်။အော်ဒီနိုင်ငံကြောင့် Chelsea ကအခုဆိုရင်အဆင့်၄နေရာထိကိုရောက်သွားပြီ။ Aston Villa နဲ့နိုင်လာတဲ့အတွက် Chelsea နဲ့ Aston Villa ကအခုချိန်မှာရမှတ်တူနေတာဖြစ်နေတယ်။ Man City ကတော့တဝဲမကန်တဲ့အချိန်မှာရမှတ်65မှတ်နဲ့ Chelsea နဲ့တမှတ်กว่าအဆင့်6ကိုရပြီးတော့ Nottingham Forest ကတော့ရမှတ်62မှတ်နဲ့အဆင့်9နေရာထိကိုရောက်သွားတယ်။ တကယ်လို့မနက်ဖက်မှာကစားမဲ့ပွဲမှာဒီ Nottingham နဲ့ Man City တို့ကဆက်ပြီးတော့အနိုင်ရရှိခဲ့မယ်ဆိုရင် Champions League ဝင်ခွင့်အတွက်ကတော့ဒါယာစီနောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်တယ်။